ယေမင်နိုင်ငံရှိအီရာမဟာမိတ်ဟူတီအဖွဲ့ကိုအမေရိကန်ကတိုက်ခိုက်မှုမတိုင်ခင်အချိန်တိုအတွင်းတိုက်ခိုက်မဲ့အစီအစဉ်အကြောင်းဂျာနယ်လစ်တဦးပါဝင်တဲ့ message ပေးဖို့ရေဂရုတဲ့ Trump ရဲ့အစိုးရရရှိတွေကမှားယွင်းဝေမျှခဲ့မိကြောင်းအင်ဘီရောကမတ်လ24ရက်မှာပြောကြားလိုက်ပါတယ်။ဂျာဟာအမေရိကန်နိုင်ငံတော်လုံခြုံရေးကိုချိုးဖောက်မှုဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ဒီမိုကရက်မတ်တွေကပြောကြားပြီးလွှတ်တော်ကစုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ပြောကြားထားပါတယ်။ The Atlantic သတင်းဌာန Editor ချုပ် Jeffrey Gobert ကဟူဒီဖွဲ့ကိုအမေရိကန်ကတိုက်ခိုက်မဲ့အစီအစဉ်ကြောင်းဆွေးနွေးမဲ့ Signal Message ပေးဖို့ရည်ကြူတယ်မမျှော်လင့်ပဲဖိတ်ခေါ်ခံခဲ့ရတယ်လို့ Match 24ရက်မှာပြောထားပါတယ်။ပင်လယ်နီကိုဖြတ်တန်းခုံမောင်းနေတဲ့တင်မော်ရီကိုဟူဒီအဖွဲ့ကတိုက်ခိုက်နေတဲ့အတွက် Trent ဆိုရက Match 15ရက်ကစတင်ပြီးတော့ရီးမြမာရှိတဲ့အဲ့ဒီဖွဲ့ရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နေပါတယ်။ဟူဒီဖွဲ့ကိုအတိအကထောက်ပံ့ပေးနေတဲ့အီရန်အနေနဲ့အထောက်ပံ့တွေချက်ချင်းရပ်တန့်ဖို့လိုအပ်နေတယ်လို့တမရထရန့်ကသတိပေးထားပါတယ်။ တိုက်ခိုက်မှုမစတင်ခင်အမေရိကန်ကာကွယ်ရေးဝန်ကြီးကတိုက်ခိုက်ရေးအစီအစဉ်အသေးစိတ်ကို message ပေးဖို့ရေး group မှာဝေမျှခဲ့တာဖြစ်ပါတယ်ဒီလိုဝေမျှရမှာပြည်မှတ်တွေနဲ့အမေရိကန်ကအသုံးပြုမဲ့လက်နက်တွေအကြောင်းအသေးစိတ်ပါဝင်ပါတယ်အဲ့ဒီ group ထဲမှာ American ထူးသမ္မတ JD Vance နိုင်ငံခြားရေးဝန်ကြီး Marco Rubio CIA ညွှန်ကြားရေးမှူး John Ratcliffe မြို့သားထောင်လိုင်းရေးညွှန်ကြားရေးမှူး Gatbat အင်မီရိုဂျီကနဲ့တခြားထိပ်တန်းရရှိတွေပါဝင်ပါတယ်အဲ့ဒီဖြစ်ရက်ကိုမိမိအနေနဲ့သတိမပြုမိဘူးလို့ Trump ကအင်မီရိုမှာသတင်းတောက်တွေကိုပြောဆိုထားပါတယ် ကာကွယ်ဝင်ကြီးက message ပေးဖို့ရေးကြူတယ်စစ်ပွဲအစီအစဉ်ကိုမိုးရေမျှခဲ့ဘူးလို့ညင်းဆိုထားပေမဲ့ The Atlantic သတင်းဌာန Editor ချုပ် Jeffrey Gobert ကဒါဟာလိမ့်လေပြောဆိုနေတာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားပြီးဂရုထဲမှာမိမိအကောင့်နဲ့ပါဝင်နေပြီးတော့စစ်ပွဲအစီအစဉ်အသေးစိတ်ကိုသိရှိခွင့်ရခဲ့တယ်လို့ပြောပါရီး